အကောင်းဆုံးတွေနဲ့အတူပြန်လဲခြေတက်လာဖို့လိုအပ်နေတဲ့ the rest များအားလုံးပဲမင်္ဂလာပါရှင် sport ကွာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီသတင်းပတ်ကတော့ liverpool အသင်း fan တွေအတွက်မေ့ပျောက်ထားတဲ့ရသက်တပတ်လိုပဲပြောရပါမယ်မရှိမနောက်မှာ psg ကိုအရေးနိုင်ပြီးမကြာခင်မှာပဲ newcastle ကို final ပွဲမှာထပ်မံအရေးနိုင်ခဲ့ရတာဖြစ်ပါတယ်စင်ကောင်ကြီးကိုတကူလုံးမျိုးပြီးအမိရောက်မှတက်သွားတဲ့ပုံစံမျိုးတောင်ဖြစ်နေပါပြီ။ လီဗာပူးနည်းပြကြီးအမ်စလော့ကတော့ဒီလိုရှုံးနိမ့်ထွက်ခွာမှုအပြီးမှာပရီးမီးယားလိဖလားဘက်ကိုပိုပြီးအာယုံစိုက်ပါမယ်ဆိုပြီးတော့အတီးပေးပြောဆိုထားပါတယ်။ပရီးမီးယားလိဆူပလားကတော့တကြတဲ့လောက်ရှိနေပြီမယ်လေ။တစ်ဆက်ကလေးမှပေါ်လို့မရတဲ့အနေအထားမျိုးမှာရှိနေတာပါ။ဒီရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်တွေမှာဆိုရင်လေလီဗာပူးအသင်းရဲ့အားနည်းချက်တွေရှိခဲ့ပြီးတော့ဓာရီကိုအသင်းဘက်ကတည်မြင်ကသူ့ပြင်ပြောင်းလဲသွားဖို့လိုအပ်နေတာဖြစ်ပါတယ်။ PSC နဲ့ပွဲတော်ကဆိုရင်လေပြိုင်ဘက်ကိုးသမားကလီဗာပူးအသင်းကစားသမားတွေရဲ့ အန်ဒီကန်ဟန်တွေနဲ့အတူတပွဲလုံးကိုဘယ်လိုချင်းခတ်ကစားရမလဲဆိုပြီးတော့အသေးအချာလေ့လာပြင်ဆင်ခဲ့တာလို့သိရပါဗျ။နောက်ပြီးတော့ကရာဘောင်ဖိုင်နယ်ပွဲမှာလည်းပဲနယူကာဆယ်အသင်းဟာလီဗာပူးကိုယင်ဆိုင်ဖို့အတွက်လွန်ခဲ့တဲ့နှစ်ပတ်လောက်ခရီးကကြိုတင်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။လီဗာပူးအသင်းဟာတဲကန်ဘောတွေအားနေတာကိုနယူကာဆယ်ကကောင်းကောင်းကြီးသိပြီးတော့ဒါကိုဘယ်လိုသုံးချသွားမလဲဆိုတာကိုလည်းသူတို့ကောင်းကောင်းကြီးသိခဲ့ပါဗျ။ပွဲပြီးမှာဆလော့ကသူတို့ဘာကြောင့်ရှုံးရလဲဆိုရင် အမြင်ပေါ်ရှင်လူမှုတွေမှာရှုံးနေတာကြောင့်ကအခြေခံအကြဆုံးပါပဲလို့ပြောဆိုထားပါတယ်။ဒီတွက်လဲနီယူကာဆယ်ကိုတံပြန်ကောင်တာမဲ့အစီအစဉ်မျိုးတွေရှိမနေခဲ့တာလားဆိုတာကတော့မေးခွန်းထုတ်စရာပါပဲ။လက်ရှိအခြေအနေကမနစ်ကရာသီတုန်းကဖလားလီလုံးလမ်းကြောင်းပေါ်မှာပြေးလွှားနေတဲ့အနေထားကနေတခုချင်းစီကနေနှုတ်ထွက်ခဲ့ရတဲ့အခိုက်အတန့်နဲ့ဆင်တူနေပါတယ်။ဒါကိုအမြန်ဆုံးပြင်ဆင်ဖို့လိုအပ်နေပါတယ်။ဆက်ဆက်ပြီးတော့လဲ PSC နဲ့နီယူကာဆယ်အပွဲစဉ်တွေမှာလီဗာပူးညာတောင်မန်ကစားသမားမိုဟာမက်ဆာလာက ုံမှန်ခြေချောင်းအောက်ကိုရောက်နေခဲ့ပြီးတော့နှစ်ပွဲစလုံးမှာဆာလာကိုလူစားမလဲခဲ့ပါဘူးဒီလိုလူစားမလဲတာကဘာကြောင့်လဲဆိုတာစဉ်းစားရခက်နေပြီးတော့မလဲကျင်တာကြောင့်လားအစားထိုးစရာကစားသမားမရှိတာရဲ့ကြောင့်လားဆိုပြီးတော့မိခွန်းနေထုတ်နေကြပါပြီအစားထိုးစရာကစားသမားမရှိတာမျိုးဆိုရင်တော့လီဗာပူးအသင်းအနာဂတ်အတွက်စိုးရိမ်စရာကောင်းလာပါတယ်အသင်းပရိသတ်တွေကတော့ဂျူတာနူးညက်စ်ဒီယက်စ်တို့ရဲ့ခြေစွမ်းတွေနဲ့ပတ်သက်ပြီးတော့အမလို့အမရဖြစ်နေကြပြီးအမြန်ဆုံးပြုပြင်ပြောင်းလဲဖို့လိုအပ်ကြောင်းထောက်ပြဝေဖန်နေကြပါတယ် ဒီလိုပြောင်းလဲမှုတွေမလုပ်ရင်တော့ပြိုင်ဘက်တွေရဲ့ပြောင်းလဲမှုကိုလီဗာပူးခံသွားရနိုင်ခြင်းရှိပါတယ်။ပထမရာသီမှာရှန်ရှန်တောက်ခဲ့တဲ့မာကာ၊ဂရာဗန်ဘတ်၊ဆိုဘော့စ်လိုင်းဆိုတဲ့အတွဲကလည်းဒုတိယရာသီမှာတိတိတတ်တာရော့ကျလာတာကိုတွေ့ရပါတယ်။ဒါကလည်းဒီသုံးဦးစလုံးဟာအခြားကစားသမားတွေအတွက်အားအင်တွေပိုပြီးသုံးဆွဲခဲ့တာကြောင့်မလို့အခုလိုကစားအားကျလာတာလို့ဆိုရပါမယ်။ဒါတွေကို fix ဖြစ်အောင်လို့ပြန်လည်ပြုပြင်ဖို့လိုအပ်နိုင်ပြီးတော့ နိုင်ရင်လည်းဘာကြောက်နိုင်နေရှုံးရင်လည်းဘာကြောက်ရှုံးရတာလဲဆိုတာကိုအားပေးသူပြိသက်တွေအနေနဲ့လည်းသိဖို့လိုပြီးတော့သိတဲ့အတိုင်းပြောင်းလဲပြဖို့တိုက်တွန်းသင့်နေတာဖြစ်ပါတယ်။လက်ရှိအနေထားအရပရီးမီးယားလိဖလားကလီဗာပူးအသင်းရဲ့လက်ထဲမှာရှိနေပါတယ်။ကိုကန်ဂျမာကိုပိုဖန်နီးခွင့်ရှိနေတာကြောင့်အကောင်းဆုံးပြန်လာနိုင်ပါစေလို့သာဆန္ဒပြုလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။